ုတ်ကဲ့ကျွန်တော်လည်းဒါကျွန်တော်အရင်ကဟို enterprise လို့ခေါ်မှုတွေကျွန်တော်လည်းတကယ်ကျွန်တော်ပြောလို့ရစကားလေးတစ်ခုရှိပါတယ်တကယ်ရေစားတဲ့နေရာမှာရေတစ်ခွက်တိုက်လိုက်တာဒါရေကုတူပါဟိုကစားသုံးမှုစီလိုတဲ့နေရာမှာတကယ်စားသုံးမှုကတကယ်စားသုံးဖြစ်ခဲ့တယ်တကယ်လိုတဲ့လိုကျွန်တော်လူခဲ့တာတကယ်ကျွန်တော်ရဲ့ဟိုပြည်တိပါအဲကြောင့်ကျွန်တော်ကတကယ်လိုတဲ့နေရာရရင်ကျွန်တော်တို့ကကိုယ်ခံရအခက်ခဲဖြစ်ပြီးမှကျွန်တော်တို့ကဝေဝေနီနီတကယ်ကိုတော်တဲ့ကိုကျွန်တော်တို့ဟိုခက်ခက်ခဲခဲနဲ့ကို ရအောင်တွားပြီးမှလူခဲ့ပါတယ်ကျွန်တော်တို့မျက်မြင်ကိုတွေ့ကိုတိလက်ရောက်လူလက်ရတဲ့ပုံမှာကျွန်တော်တို့ဒီတိဖြစ်ပါတယ်ဝမ်းလဝမ်းသာတယ်အခုဆော်ဦးရနော်ဟိုနံပါတ်1ပြည်သူတွေအိမ်နေမိုးရေနောက်ပြီးတော့ဆရာလေးဆရာလေးကြောင်းနေဦးစင်းကြောင်းနေဆရာတော်ကြောင်းနေဘာလို့လို့အားလုံးအပျက်စီးတာအများနဲ့အများဖြစ်နေတယ် အချို့ကရဟန်းတို့ရှိသလောက်ပြစ်ပြူပြက်သလောက်ပဲကွာလုံးမသုံးလို့မရဘူးဖြိုးပပကြံလာစကန်ကိုကျွန်တော်တို့စာဝင်ရပါဘောနော်ဒီမက်ဒလီထွက်ပြီးစကန်ဝင်လက်ခါမှာကျွန်တော်တို့တော်တော်အင်ဂျီနီပြည့်စည်နေတာတွေ့ပါတယ်ပြည့်စည်တဲ့ပြင်ကောင်တို့တရှိဟိုကျွန်တော်ဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးကျွန်တော်တို့မီးမြတ်လက်ခါမှာပြတာတကယ်ကိုဝမ်းနဲ့ကြွယ်ရပါတယ် ဆိုတော့ကျွန်တော်တို့ကွန်ပဏီလာတဲ့အပြင်မှာလက်ဆက်ဖြစ်ကိုဆိုတာကျွန်တော်တို့တခုပြောရတဲ့အတိုင်းပဲဒီစကိုင်းကိုကျွန်တော်တို့ဆင်းတဲ့ပုံမှာဒီစကိုင်းကအချင်းဆက်လေးတွေဒါဆိုပရာဟိတအဖွဲ့လေးတွေဒါဆိုမိဆွေတွေအားလုံးရဲ့အချင်းဆက်ပုံမှာမူတည်ပြီးကုညီပေးတာရဲ့ကျွန်တော်တို့ကိုယ်တိုင်ကလည်းဒါမိဆွေပေါင်းနေဒါအရင်ကတည်းကတီးတဲ့မိဆွေတွေကိုကုညီဖို့တွေဒါကုညီတောင်းကြတာအားလုံးကကုညီပေးတယ်လက်တွဲပြီးမှလည်းဒါလူကြတယ်တကယ်လဲဒါစကိုင်းကိုရောက်ပြီးကျွန်တော်တို့လူအနေနဲ့မှာတော်တော်ပူတာပေါ့နော်ပူလို့ချင်းမှာလည်းအားလုံးဝိုင်းဝန်းပြီး အစားတော့လက်ရှိကျွန်တော်တို့ဖုန်းကြီးကြောင့်ပါစားဖုန်းကြီးကြောင့်စားပြီးမှဒါကျွန်တော်တို့ထွက်ခဲ့တယ်ထွက်ပြီးတော်တော်ပူနေမှာဒီပူချင်းတော်တော်ပူပါတယ်ပူပြီးကျွန်တော်တို့အားလုံးခက်ခက်ခဲနဲ့ဒါဝိုင်းဝင်းကိုညင်မှုနဲ့အောင်မြင်စွာလိုက်လုပ်နေပါတယ်ဟုတ် โอเคအခုကျွန်တော်ကတော့ဗောနော်ဟိုရှေ့မှာလည်းဒါတော့ကျွန်တော်ဟိုနေပြီးတော့ပြင်မအားလုံးပြီးသွားပါပြီးပြီးကျွန်တော်တို့အင်ဂျီတထောင်ကိုကျွန်တော်တို့ဒါတပတ်လုခဲ့ပါတယ်အခုလက်ရှိတော့ကျွန်တော်တို့ဟိုမန္တလေးဟိုရန်ကုန်နဲ့ဆင်းမန္တလေးမန္တလေးကိုညတွင်ဆင်းပြီးမှမိုးလေး၁၂ရက်နေ့ဆင်းပြီး၁၃ရက်နေ့မနေ့ကိုကျွန်တော်မန္တလေးတစ်ခုရောက်ခဲ့ပါတယ်အခုလက်ရှိကျွန်တော်ဒီဒီနေ့မှာပဲစကိုင်းကိုကျွန်တော်အခုဆင်းဆင်းပြီးရောက်ရှိနေပါပြီစကိုင်းမှာလည်းကျွန်တော်တို့ရဲ့ဒီပရာဟိတအဖွဲ့ဒီဆရာတော်တွေရဲ့အကူအညီမှုနဲ့ကျွန်တော်တို့ ီစကိုင်းမှာအခုလက်ရှိလက်ပတ်လူနေပါပြီလူနေတော့ကျွန်တော်တို့ဒီနေ့မှာပဲစကိုင်းပြီးရင်ကျွန်တော်တို့ညအစင်းမှာပဲကျွန်တော်မနာပါဘူးမနာဖြစ်တဲ့ပြင်ကျွန်တော်တို့အင်းလေးကိုပြန်တက်ပါမယ်အင်းလေးကိုလည်းကျွန်တော်တို့ညောင်းစီရောက်မှာခုလက်ရှိတော့လူဖို့လဲကျွန်တော်တို့ဒီညတညအောင်တော့သွားပါမယ်မနေ့ပြန်မိုးလင်းလာတဲ့ကျွန်တော်တို့ဆယ်လေးနေ့မနေ့အစားပြီးကျွန်တော်တို့အင်းလေးမှာလူဖြစ်ပါမယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါအလုံးနဲ့ပတ်သက်လာတဲ့ပတ်သက်ကျွန်တော်တို့ရဲ့ဒါတကယ်ပရိသတ်ဘုရားအစားရရှိပြီးတာပါနောက်ပြီးတော့ကျွန်တော်တို့ရဲ့ဒါအားလုံးလက်ရှိဒါအမှုပညာရှင်ကွန်မြူနတီလို့လဲပါတယ်လက်ရှိကျွန်တော်တို့ ဒါတို့မီဒီယာရဲ့နော်ပေါ်ပူလာတကယ်ကိုတို့ကူညီမှုနဲ့အခါတော်ရဲ့မှာတို့ဒါတို့နဲ့တူတူပါပဲတပါလဲဟိုခက်ခဲနဲ့နော်ဒီကားပေါ်မှာအိတ်ကားပေါ်မှာစားဘုံကြောင်မှာစားလဲတို့ကူညီခဲ့ပါတယ်ဒါပေမဲ့တို့လည်းပရိဒါရာရှင်မေတ္တာပရိဒါရာကျွန်တော်တို့တကယ်အခြေစနဲ့ကျွန်တော်တို့ကူညီပေးပါတယ်ကျွန်တော်တို့ရဲ့ခကြီးပန်းတိုင်ကိုလည်းရောက်ရှိအောင်လူဖြစ်အောင်ဟိုကျွန်တော်တင်ညဆိုတညအားလုံးဟိုကားနဲ့ပဲကျွန်တော်တို့သွားပါမယ်သွားပြီးကျွန်တော်တို့ဒီနေ့ဆိုရင်အင်းလင်းပါ လူပြမှာမနေ့ပြန်လဲအင်္ဂလိပ်မှာတရားလုံးရှိပါမှာကျွန်တော်တို့အားလုံးဒါတကယ်လူမှုပဲစံသရှိတယ်နောက်ပြီးတော့ခါရက်မှာလူမဲ့လူနဲ့ပဲပဲလဲကျွန်တော်တို့လက်သာပါဝင်လူခဲ့ပါတယ်နောက်ပြီးကျွန်တော်တို့ကဟိုတကယ်လူနေတာတိကိုလဲကျွန်တော်တို့တကယ်လူတဲ့နေရာကိုကျွန်တော်တို့လက်ပတ်ပြီးဟိုမန္တလေးစကိုင်းအင်္ဂလိပ်တို့ဘာပေါ့၃လရက်ကိုကျွန်တော်တို့ကအချိန်ယူပြီးဟိုရက်ခါအပြည့်နဲ့ကျွန်တော်တို့လာခဲ့ပါတယ်ဟုတ်ကဲ့ စကိုင်းကိုကျွန်တော်တို့စဝင်ရပါတော့เนาะဒီမန္တလေးထွက်ပြီးစကိုင်းဝင်တဲ့အခါမှာကျွန်တော်တို့တော်တော်အင်ဂျီနီပြည်စီညာတွေ့ပါတယ်ပြည်စီတဲ့ပြင်ကုန်တို့ရှိဟိုကျွန်တော်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကျွန်တော်တို့မေးမြန်းတဲ့အခါမှာတကယ်ကိုဝန်နဲ့ကြွေးခဲ့ရပါတယ်နောက်ပြီးခုလက်ရှိလည်းဟိုဒေသခံတွေကိုကြည့်တော့အဆောက်အဦတွေကဆယ်လုံးတွေရှင်းသုံးလောက်ကပြည်စီနေပါအားလုံးတွေကလည်းအိမ်ထဲကိုမဝင်ရဲနေကြအောင်အားလုံးစာလေးတွေဆိုကျွန်တော်တို့လမ်းပြမှာလာကျွန်တော်တို့တွေ့ခဲ့ပါလေလမ်းပြမှာကျွန်တော်တို့လူခဲ့ဖြစ်ပါလေဒါပြလဲအချိန်ကကျွန်တော်တို့ဟိုတကယ်လေး ဘာဖြစ်လို့တကယ်လူနေတာလည်းအများကြီးရှိပါသေးတယ်။တော့ဆရာလေးတို့ကလမ်းမမှာတကယ်အလူတစ်ခင်းအလူရှင်တွေကိုသူတို့စောင့်နေကြတာတွေ့ပါတယ်။ဘာဖြစ်လဲဆိုတော့လူသားချင်းအားလုံးပြင်ဆရာလေးနော်ဦးစင်းလို့ကအစာအားလုံးကလူလူနေကြပါသေးတယ်လို့မြင်ရပါတယ်။အာတကယ်လူကြီးတွေလည်းတက်ကြီးတဲ့သူတွေလည်းတကယ်ကိုသူတို့ကဘယ်ရရှာလို့ရှာပါမသူတို့ရဲ့စာဝင်နေရေးစားတော့အရန်ခက်ခဲပါတယ်။ဒါတကယ်ခက်ခဲတဲ့နေရာမှာကျွန်တော်တို့ မြင်နေရတော်တော်အားလုံးကဟိုလူစိတ်ချင်ပါတယ်လို့ကျွန်တော်ပေါင်းဆိုပါတော့ခင်ဗျကျွန်တော်ဘာဖြစ်လဲကျွန်တော်ဝင်တော့လာကားတယ်သူတို့ကအရန်ပြောကြပြောကြသူအားလုံးကတန်းစီနေကြပါတယ်သူကဘာလူရမသိသူကဖိကားတော့သူတို့ကလူလားနေမှသိတာပါတယ်တကယ်ကိုလာလူတွေလို့တွေ့သူတို့အားလုံးတန်းစီပါတာကိုစောင့်နေကြပါသူတို့လည်းမလူခင်ပါသူတို့ကြည်တာအာကြီးပီတိဖြစ်ပါတယ်နံပါတ်၁သူတို့လူနေတာကိုတွေ့တော့အခုလူဖြစ်ခဲ့တာပါပေါ့သူတို့လည်းအားလုံးကဟိုလက်ဝှေ့ချပြီးကတော့ပြမတာကျမ်းမာပါစေစူတောင်းပေးပါတယ်ကျွန်တော်လည်းသူတို့လည်းသူတို့လည်းကော တို့လည်းကြားမှာပြီးတော့ fighting တို့တီချာလေးဟိုကြားမှာကူးဆက်ကြပြီးသားစုတယောက်နဲ့တယောက်ကြီးတဲ့သူငယ်ကူးဆက်ငယ်တဲ့သူကကြီးသူကူးဆက်ပြီးပါကျွန်တော်ပြောဆိုခဲ့ပါတယ်ကျွန်တော်လည်းဒါကျွန်တော်အရင်ကဟိုလူပရိုက်ဇာတို့ကမှမူတည်တယ်ကျွန်တော်လည်းတကယ်ကျွန်တော်ပြောလို့ရစကားလေးတစ်ခုရှိပါတယ်တကယ်ရေစားတဲ့နေရာမှာကြီးတစ်ခွက်တိုက်လိုက်တာဒါကြီးကုတူပါဟိုကစားသုံးမှုစီလိုတဲ့နေရာမှာတကယ်စားသုံးမှုကတကယ်စားသုံးဖြစ်ခဲ့တကယ်လိုတဲ့လူကျွန်တော်လူခဲ့တာတကယ်ကျွန်တော်ရဲ့ဟိုပြည်တိပါအဲကြောင့်ကျွန်တော်တို့ကတကယ်လိုတဲ့နေရာကြရင်ကျွန်တော်တို့က ိုယ်ခံရကအခက်ခဲဖြစ်ပြီးမှကျွန်တော်တို့ကဝေဝေနီးနီးတကယ်ကိုတော်တဲ့ကိုကျွန်တော်တို့ဟိုခက်ခက်ခဲခဲနဲ့ကိုရအောင်တွားပြီးမှလူခဲ့ပါတယ်ဘာလို့လဲဆိုတော့တကယ်လူတဲ့လူတွေလူဖြစ်တဲ့နေရာမှာကျွန်တော်ရဲ့ပြည်သည်အရန်ဖြစ်ပါတယ်ဘာလို့မလူတဲ့နေရာတဲ့မရှိပါဘူးဒါပေမဲ့တကယ်လူတဲ့နေရာကျတော့အဓိကဟိုတကယ်ကျွန်တော်တို့မျက်မြင်ကိုတွေ့ကိုထိလက်ရောက်လူလက်ရတဲ့ပုံမှာကျွန်တော်တို့ပြည်သည်ဖြစ်ပါတယ်ဝမ်းလန်ဝမ်းတာတယ်တကယ်လဲအားလုံးကိုကျွန်တော်တို့ဒါက မြည်စေချင်ပါတယ်တကယ်လည်းလူဖြစ်ပါတယ်လို့ဆိုတဲ့အကြောင်းပြပြချင်ပါတယ်ဟုတ်ကျွန်တော်တို့ကတော့ဟိုအဆောက်အဦတွေကနော်ဟိုနံပါတ်၁ပြည်သူတွေအိမ်တွေမိုးတွေနောက်ပြီးတော့ဆရာလေးဆရာလေးကျောင်းနေဦးစင်းကျောင်းနေဆရာတော်ကျောင်းနေဘာလို့လို့အားလုံးကပျက်စီးတာအများနဲ့အများဖြစ်နေတယ်တချို့ကရာခိုင်နှုန်း80%လောက်ပျက်ပျက်တော့ပဲတော့လုံးဝသုံးလို့မရတော့ဖြိုးပပကြံတာတချို့တွေကတော့လည်းတဝက်လောက်ကအိမ်တိုင်းတွေရိုင်းပြီးပျက်စီးတဲ့ပုံမှန်မူတည်ပြီးပြန်ပြင်းဖို့လည်းကျွန်တော်ကြည့်တာမလွယ်ဘူးကျွန်တော်တို့ဒါ ဆော့ဝဲနည်းပညာနဲ့ကြည့်မယ်ဆိုအားလုံးကအရှင်းပြောမယ်ဆိုဒါကဒီကုံဆုံးကုံကြမှုတွေကအားလုံးပြန်ဆောက်ရမယ့်အဆင့်တွေဖြစ်နေတချို့တွေဆိုပြိုပြပဟိုအအချိုးတွေကသာပုံထားပြီးတပုံနဲ့ဖြစ်နေတယ်အဆောက်အဦတော့မမြင်ရတော့အချိုးပုံကြီးပဲဖြစ်တော့တာပြီအဲ့တော့ဒီတို့တွေရဲ့ပြန်ပြီးပြန်မတည်ဖို့တပြန်ဆောက်ဖို့ပြန်ဖြစ်ဖို့ဆိုတာတို့လည်းဟိုဆရာတော်တွေကဆရာလေးတွေကအားလုံးကတို့ပြည်မောင်းပိုင်းနဲ့တော့ပြန်လို့စီခြင်းတဲ့စံသားတွေတို့အရန်ရှိကြတယ် ဒါပေမဲ့ကျွန်တော်ကြည်ပုံရဆုံးတော့လူတိုင်းရဲ့ဆရာလေးတို့ကြောင်းကိုစင်းတို့ကြောင်းဖုံဖုံတို့ကြောင်းအာပြည်သူတွေရဲ့အိမ်တွေဆိုအားလုံးကကိုချင်းစားပါအားလုံးလည်းကပရိုဆက်တမှာမြင်မြင်လေးသားတွေကိုဟိုပြန်လဲသူတို့လူလားဆန္ဒဖြစ်ပြပါစေလို့ကောင်းဆိုချင်ပါတယ် ဟုတ်ကဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ကလက်ရှိဟိုကျွန်တော်တို့မိတ်ဆွေတွေတခြားကျွန်တော် investment တွေကျွန်တော်လိုတဲ့နေရာတွေအားလုံးကျွန်တော်လည်းမစ်စစ်တွေပို့ပေးချင်ပါတယ်နောက်တကယ်လိုတဲ့နေရာတွေသူတို့ပြပေးချင်ပါတယ်ကျွန်တော်ဒါမိသားစုစေကျွန်တော်တို့လက်ရှိကျွန်တော်တို့ကဟိုအင်ဒီဂျင်းနိုင်ငံတွေမိတ်ဆွေတွေကျွန်တော်တို့ဒါတွေကိုပြီးဖို့လဲကျွန်တော်တို့ပြပေးဖို့လဲစဉ်းစားပါတယ်နောက်ပြီးအဲ့ဒီပုံမှာကျွန်တော်တို့ကဟိုအရင်ကလည်းသူတို့ဟို mask covid ကတည်းကကျွန်တော်တို့ကိုပူတော်မိမှတာတွေလို့ဖြစ်ပါတယ်အခုလည်း လိုနေတာတို့လည်းသိရတယ်တကယ်လူဖြစ်သွားမှာပါငအောင်လည်းကျွန်တော်တို့ကဆက်လူတော်ဝင်ရှိပါတယ်ဟိုတကယ်လူတဲ့နေရာတွေမှာကျွန်တော်တို့ကသွားဖြစ်မှာပါ